အဲ့ဒီအမားတွေထဲမှာသကပုံအမားလေးတစ်ခုကိုကျွန်တော်ပြောပြခြင်းပါတယ်ဒီနေ့ရခေါင်းစဉ်လေးကျွန်တော်တို့ငငယ်တဲ့ကကြားခဲ့မှုတဲ့သကပုံလေးရှိပါတယ်ကြိုးစားရင်ဖရားတော်ဖြစ်တယ်အဲ့ဒီသကပုံလေးကြောင့်ပဲတိုင်းပြည်မှာဒုက္ခရောက်ခဲ့ရတဲ့လူငယ်တို့ဒီရခိုင်ဒေသတည်အနောက်ဘက်ကရန်နဲ့လက်ရှိနေထားနေဆိုရင်ရရှိစစ်ကိုဘလို့မှတောက်ခံဖို့အလွန်တရာခက်ခဲတယ်ဆိုတာမျိုးမြင်ရင်မင်္ဂလာပါ မြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မြန်မာနိုင်ငံမှာမွေးဖွားကြည့်ပြီးလူလားမြောက်လာကြရတဲ့နိုင်ငံသားအတော်များများဟာရာဇဝင်အမှားတမိုင်းအမှားဒဏ္ဍာရီအမှားအဖြစ်ပြက်အမှားအမှားတွေအမှားတွေအမှားတွေကြားထဲမှာပဲလူလားမြောက်လာကြရတာ ကျွန်တော်တို့ကိုယ်တိုင်လည်းအမားတွေကြားထဲမှာအနေကြာလာတဲ့အခါကျတော့တချို့အမားတွေကို အမှန်လို့တော့ထင်နေကြပါတယ်အမားတွေ ਨੇ ယင်ပါလာကြတယ်အမားအများစု ਨੇ ယင်ပါလာကြတယ်နိုင်ငံသားတွေဖြစ်နေလေတော့လက်ရှိအခြေအနေမှာကျွန်တော်တို့ရဲ့တိုင်းပြည်ကြီးကလည်းအမားတွေရဲ့ဒဏ်ကိုခံနေရတာပါပဲကျွန်တော်တို့ငယ်စဉ်ကသင်ကြားခဲ့ရတယ် သင်္ကန်းစာတွေထဲမှာလည်းအမားတွေရှိပါတယ်။ကြားခဲ့ရဘူးတဲ့သမိုင်းတွေထဲမှာလည်းအမားတွေရှိပါတယ်။ဖတ်ခဲ့ရဘူးတဲ့ဒဏ္ဍာရီတွေထဲမှာလည်းအမားတွေရှိပါတယ်။ပြောရမယ်ဆိုရင်တော့အမားတွေအများကြီးပါ။အဲ့ဒီအမားတွေထဲမှာစကားပုံအမားလေးတစ်ခုကိုကျွန်တော်ပြောပြခြင်းပါတယ်။ဒီနေ့ရဲ့ content လေးကျွန်တော်တို့ငငယ်တဲ့ကကြားခဲ့ဘူးတဲ့စကားပုံလေးရှိပါတယ်။စူးစမ်းရင်ဖျားတော်ဖြစ်တယ်။အဲ့ဒီစကားပုံလေးကြောင့်ပဲ တိုင်းပြည်မှာဒုက္ခရောက်ခဲ့ရတဲ့လူငယ်တွေဥတီချက်ပြတ်သွားခဲ့ရတဲ့လူငယ်တွေယုံကြည်ချက်ပြတ်သွားခဲ့ရတဲ့လူငယ်တွေအများကြီးရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်ဘုံကဆိုထားတာကိုစူးစမ်းရင်ဖျားတော်ဖြစ်တယ်။အဲ့ဒီတော့လူငယ်တွေကဖြစ်ချင်စိမ့်နေစူးစမ်းကြတယ်။ဟာစူးစမ်းရင်ဖြစ်မှာပဲဆိုပြီးတော့အားထည့်ကြတယ်။စူးစမ်းကြည့်တယ်အားထည့်ကြည့်တယ်မဖြစ်လား။မဖြစ်လာတဲ့ချိန်ဟာကွာငါညံ့လို့ ဟာကွာငါအတုံးမကြလို့ဆိုတော့စိတ်ခံစားချက်ကြီးတွေနဲ့စိတ်တန်ရာတွေရကြပါတယ်တကယ်ကတော့ကြိုးစားရင်ဖျားဖြစ်ဖို့ဝေးလို့ကို့မှာအရေးချင်းမရှိရင်ဘလောက်ပဲကြိုးစားကြိုးစားရက်ွက်စီရေးတော်မှ မဖြစ်နိုင်ပါဘူးလောကကြီးထဲမှာလူတွေအားလုံးဟာဖြစ်နိုင်စွမ်းတွေကိုစီပါထားပြီးသားပါလူတိုင်းကတော့ဖြစ်ချင်စိတ်တွေရှိကြပါတယ်အမြင်ဆုံးကိုရောက်ချင်ပါတယ် ိမ်မက်အကြီးတွေကိုထုစစ်ပိုင်ခွင့်ရကြပါတယ်ဖြစ်ချင်တာတွေကအများကြီးရှိပါတယ်ဒါပေမဲ့ဖြစ်ချင်တာတွေကို လုံနိုင်တဲ့အရေးချင်းလုံနိုင်တဲ့ကိုယ်ရည်ကိုယ်သွေးကိုယ်မှာရှိသလားဆိုတာကိုစမ်းစစ်ကြည့်တဲ့လူငယ်ကအင်မတန်နည်းပါတယ်ဖြစ်ချင်တယ်ဟာဖြစ်ချင်ချမယ်ကွာကြိုးစားရင်ဖျားတော်ဖြစ်သေးတာပဲဆိုစကမုံရှိတယ်ကွာတီးမယ်ကွာဆိုကြိုးစားရတယ်ဘယ်ဖြစ်မလဲဗျာမွေးတွေကခြေရောလက်ရောမပါတဲ့လူတယောက်က ဗောလီဘောချန်ပီယံဖြစ်ချင်ပါတယ်ဘတ်စကတ်ဘောချန်ပီယံဖြစ်ချင်ပါတယ်ဆိုပြီးကြိုးစားဖြစ်ဖြစ်မလို့ဒါကကျွန်တော်ကမတန်ဆွမ်းနေကိုနှိမ်တာမဟုတ်ပါဘူးလောကကြီးမှာကို့မှာဘာရှိလဲကို့မှာရှိတဲ့အရာနဲ့ငါဘာလုပ်နိုင်လဲငါဘာလုပ်ရင်ရနိုင်မလဲငါဘယ်လောက်ထိလုပ်နိုင်မလဲအဲ့ဒါကိုသိဖို့လိုပါတယ်အဲ့ဒါကိုအသေးချာမသိဘဲနဲ့ဟာကြိုးစားရင်ဖျားအောင်ဖြစ်တာပဲကွာဆိုတဲ့ဇကဘုံအမားကြီးဟာကျွန်တော်ငငယ်တဲကနေ နားရီဝလာတဲ့အခါကျတော့လူငယ်တွေအားလုံးကကျွန်တော်ကိုယ်တိုင်အပါဝင်ငယ်ဘဝမှာကိုဖြစ်ချင်တာတွေကိုပဲဇုတ်ဖြစ်အောင်ကျွန်တော်တို့စူးစမ်းကြည့်ကြတယ်မဖြစ်ဘူးမဖြစ်လာရင်ဘာဖြစ်လဲငါကြမ်းလို့ကွာငါသုံးမကြလို့ကွာကိုကိုကိုပုံချလိုက်ကြတယ်အဲ့တော့မြန်မာပြည်မှာစိတ်တန်ရာရခဲ့ကြတယ်လူငယ်တွေအများကြီးရှိပါတယ်ဒီတော့ပြကျွန်တော်လူငယ်တွေကိုပြောချင်တာကစူးစမ်းရင်ဖရတော်ဖြစ်တယ်ဆိုတဲ့ဇကပုံကြီးအဲ့ဒီဇကားကြီးကိုမယုံကြည်ပါနဲ့ကိုဘာဖြစ်ချင်တယ်ဟုတ်ပြီ ိုဖြစ်ချင်တာနဲ့ကို့မှာရှိနေတာနဲ့အဝင်ခွင့်ကြကြရဲ့လားကိုကဗမာပြည်မှာမွေးပြီးတော့အမေရိကန်သမ္မတဖြစ်ချင်လို့တော့မရဘူးခင်ဗျအဲ့တော့ကို့ဘာဖြစ်ချင်တာလဲငါဖြစ်ချင်တာတွေကိုလုံနိုင်တဲ့အရေးချင်းအရေးသွေးငါမှာရှိရဲ့လားအဲ့ဒါကိုရင်စမ်းစစ်ကြည့်ပါအဲ့ဒီတော့ကိုဖြစ်ချင်တာတဲ့စာရင်ကိုဘာလုံနိုင်တာလဲဆိုတော့အရင်တွေးပါကိုလုံနိုင်တာကိုကိုသိပြီဆိုရင်လုံကြည့်ပါစူးစမ်းကြည့်ပါအဲ့ဒါဆိုရင်တော့အောင်မြင်နိုင်စွမ်းရှိတာပါလိမ့်မယ်ကျွန်တော် မင်းကိုဆိုပါခင်ဗျာအာဆရာမင်းလာပါခင်ဗျာမင်းလာပါခင်ဗျာမင်းလေဆရာလည်းဟိုရခိုင်မှာဟိုနေရခိုင်ရခိုင်တိုင်းသားဆိုတော့လေပြီးခဲ့တဲ့ဟိုနေကပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်ထင်တယ်နှစ်ပတ်လောက်ကပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်ကိုဒီကုလသမားအထွေအထွေမှုကြောင့်အန်တိုနီယိုဂူဒါဒက်စ်လာပြီးတော့သူတို့ဒီရခိုင်ဒေတာထဲမှာရှိနေတဲ့ဘင်္ဂလီတွေကိုကူညီဖို့အတွက်အစိုးရနဲ့လှုပ်တာအလုံးမဖြစ်ရင်အေနဲ့တွဲပြီးလှုပ်ရအောင်လိမ့်မယ်လို့ပြောသွားတာရှိတယ် အဲ့ဒါနဲ့ပတ်သက်ပြီးဆရာဘယ်လိုလေးတုံ့ပြန်ညင်ပါလဲ။အော်အဲ့တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးကတော့ရှုပ်တယ်ဗျ။เนาะလက်ရှိတောင်မှသူတို့မှာเนาะမကျေနပ်မှုချက်တွေနဲ့ဆန္ဒပြမှုတွေရှိနေတယ်။နောက် minorities တွေတော်တော်များများကလေပြန်တုံ့ပြန်ကြတော့ပေါ့။ပြီးကြတဲ့ချိတ်ခတ်စင်နာပြည်ကနေထွက်သွားပြီးတဲ့နောက်မှာလေအဲ့ဒီမှာ Hindu community ရခိုင်စသဖြင့်ပေါ့တော်တော်လေးအတိတ်ခက်ခဲတာရှိပါတယ်။ ဆိုတော့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာသူတို့ပြောရတော့ဒီဘက်ကသွားတဲ့ခုနသိန်းခွေးလို့ပထမပြောကြတာပေါ့နော်ဟိုပေါ်လာတာ1.3လောက်တောင်မီလီယံလောက်တောင်ရှိသွားပြီလို့ပြောပါတယ်ဆိုတော့ဒီကမ္ဘာခင်းကျင်းတွေ ဖြစ်တဲ့အခါကျတော့သူတို့ရဲ့ဘာခေါ်မလဲနေစဉ်စားတောက်နေထိုင်ရေးစရိတ်ဆိုတာကပါတန်ကြီးဖြစ်လာတာပေါ့နော်ဘင်္ဂလားဒေ့ရှ်အစိုးရမှလည်းဖြစ်မယ်ကမ္ဘာကုလသမဂ္ဂကအဲ့ဒီကလေးကစပြီးတော့နော်ဒါနှီးမျိုးစုံနဲ့ ဒုက္ခတွေအနေနဲ့နော်ဒါလက်ခံပြီးမှဘင်္ဂလားဒေ့ရှ်အစိုးရကတဆင့်ထောက်ပံ့နေကြတာဟိုဒီဘက်ဥတုပါလောင်ရှိမယ်ဒီဘက်ကနောက်ဆုံးဘာသာရှာကျွန်းထီပေါ့နော်ချိတ်ခါစင်းလက်ထံမှာဆိုဒါကတော့တို့ရဲ့ပုံစံပုံမှန်လေးပေါ့အဲ့တော့ရခိုင်ဒေသစစ်ဖြစ်တော့ကျွန်တော်တို့ကလေဒါနဲ့ပတ်သက်လို့တွေးပါတယ်အဲ့တော့မောင်တိုးဒီဘူတိတော်မောင်တိုးဒေသရဲ့အဓိကနေဆက်ပေါ့နော်နှစ်ဖက်ကီလိုမီတာ300ကျော်လောက်ရှိပါတယ်။เนาะဒါဆက်နေတာလေ။ ဆိုတော့ဒီကဒုက္ခတည်း0ဇုံထဲမှာနေကြတာပေါ့ဘုဘတ်ဒီဘက်ခြံစည်းရိုးကြဥပမာလိုခြံစည်းရိုးမရှိပါဘူးအဲ့ဒီကတည်းကပြဿနာဖြစ်ကြတာပေါ့နော်အဲ့နခခတွေရှိတော့ကအခုမရှိတော့ဆိုရင်ဘလို့သူရဲ့နပတ်တဲ့ repetition ကိုလောက်ကြမှာလေအမှန်ကအစိုးရအစိုးရချင်းနော်ကဘာမှာအစိုးရအစိုးရချင်းဆောင်ရရတဲ့ဒုက္ခတွေဖြစ်တယ်ပြန်သွင်းတယ်သူရဲ့ rehabilitation နဲ့အကုန်လုံးပေါ်ပြန်နေထူထောင်ရဲ့အားလုံးကိုအစိုးရလုပ်ပေးရတာပေါ့နော်လူကေပြန်ပို့နော် အခုသူတို့ယူသွားရင်ဘာလို့မှလေဘိုးဘလို့ဖြစ်လာမှလဲဒါတခုကျွန်တော်တို့တွေးတာပေါ့နော်ဘာလို့ဆိုရင်သူတို့တွင်းလို့မရတော့ဘူးတကပါကလသမကကစဉ်းစားရင် G2G ပဲစဉ်းစားတာနှစ်နိုင်ငံပူးပေါင်းဆက်သွယ်ပုံနဲ့ဒါပဲလို့ရတာတန်ခင်းတမန်ခင်းအရာလေအဲ့တော့မြန်မာဆိုရနေဆက်မှာသူရဲ့ territory integrity ကိုမရသမျှကာလပတ်လုံးဒုက္ခတွေပြဿနာဘလို့မှဖြစ်ရှင်လို့မရနိုင်ဘူးဒါတစ်ချက်ပေါ့ကျွန်တော်တို့တုံ့တက်တာအဲ့တော့ဒုတိယသူတို့ guitarist ချင်းကတဲ့ပုံစံက ဟိုဘေးသူတွေရဲ့ငွေကြေးပံ့ပိုးမှုအကူအညီတစ်ခုနောက်ကရှိပြီးခါမှာဒီဥစ္စာကိုခုနက no flying zone ဖြစ်သတ်မှတ်ချင်တာလားဒုက္ခတွေကို အေးအေးနဲ့ပတ်သက်လို့ညှိမယ်ဒီဘက်ကဒုက္ခတွေဟိုဘက်တွင်းမယ်ဟုတ်ပလားပြီးအဲ့ဒီမှာ no flying zone ပေါ့လုံးဝကို buffer zone တစ်ခုအဖြစ်မွတ်စလင်ဒုက္ခတွေနဲ့ထားပြီးမှအေးနဲ့ညှိနိုင်ပါလားပို့အဲ့ဒီသဘောမျိုးနဲ့ဒီဒုက္ခတွေပြေလို့ပြန်ရေးကိုသူတို့ဘက်ကစဉ်းစားနေပြီလားဆိုတာတခုတော့ မေကွန်းပေါ်လာတာပေါ့ဒါလေးပဲနိုင်ငံတကာစာချုပ်စာတဲ့ဥပဒေရနော်ဘလို့မှဟိုဆက်ဆိုင်ဟိုအလုပ်လို့မရဘူးပေါ့ဆိုတော့ဂူတာရက်စ်ပြောတာတို့နည်းနည်းလွန်သွားတဲ့ပုံပေါက်ပါတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ကရောဘေးလေးပါလေးပေါ့လက်ရှိနေထားမှာဆိုတော့ခုနကဟိုဖြစ်ပြီးတဲ့နောက်မှာဒီဘက်က ARS0 ဘာလို့ကိုဖမ်းတာစီတာလေးတွေဒုက္ခသည်စခန်းမှာဥတုပါလောင်စခန်းမှာပဲတွေ့တယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်တီးပင်းလျင်နော်ဒါချိတ်ခါစီနာကလက်ရှိ still သူဝန်ကြီးချုပ်ပဲဟောဆိုသူ လက်မှတ်ထိုးပြီးခါမှာနိုင်ငံတော်ကထွက်ပြေးသွားကြတာမဟုတ်ဘူးအရေးပိုကာလ9ရက်နေ့မှာလီရင်နဲ့အိန္ဒိယကိုသွားတာလက်ရှိသူဒီဝန်ကြီးချုပ်ပဲခုနကယူနုစ်ကဂျားပြတ်ဆိုရပုံစံဖြစ်တာပေါ့နော်အရေးကင်းဖြစ်ပြီးခါမှာတော်တော်ဟိုဘက်ကဝန်ကြီးချုပ်ကိုစွန့်နေဆိုတာမပြောဘူးအိန္ဒိယမှာဂုတိခိုလုံနေစေဖြစ်တယ်ဒီဘက်က minority community တော်တော်များများဟာပြဿနာဖြစ်နေအိန္ဒိယန်လူမျိုးတွေများတာပေါ့အဲ့တော့မော်ဒီဘာလို့မှလဲဆိုရင်အရွတ်တခုကျွန်တော်တို့မပြောနိုင်သေးဘူး ဆိုလက်ရှိအနေထားမှာတော့အဲ့ဒီမတိုင်ခင်လေးမှာကျွန်တော်ထင်တယ်ချစ်ခါစီနာပြီးတဲ့နောက်မှာဘက်ကဘန်ဒလစ်ကဟိုထောက်လိုင်းရင်းလာတယ်ဒီဘက်မှာပါလေဒုက္ခသည်စခန်းတွေပါညာလာတွေ့တယ်ဆိုတာလေးလေးကြားတယ်နောက်ဘန်ဂလားဒေ့ရှ်နဲ့နော်တော့ပါကစ္စတန်ပေါ့မူရင်းအရှေ့နဲ့နောက်ပါကစ္စတန်ကုံတွေမှုပြန်ဆရဲဆိုတာအိန္ဒိယကိုများဘုန်းတော်မျက်နှာလုံးဝပြတ်အောင်လုပ်တာလားပြီးအိန္ဒိယဘက်ကနေဆက် West Bengal နေထင်းမှာလေခုနအခင်းကျင်းလေးတွေဒီဘက်ကသွားစတာတော့ပါလို့ရှိနေတယ်အဲဒါကြောင့် Bangladesh မြန်မာနော်အိန္ဒိယဒီသုံးနိုင်ငံရဲ့တကိဟိုအချက်ချကြတဲ့နေရာမှာဂူဒရက်စီစဉ်းစားရင်အကုန်လုံးသုံးနိုင်ငံလုံးကိုစဉ်းစားဖို့လိုလိမ့်မယ်အဲ့တော့သူ့ရဲ့လက်ရှိထရမ့်ရဲ့လက်ရှိကာလနောက်ပိုင်းမှာ US aid ဘာညာပြတ်သွားတဲ့အခါမှာသူတို့ဖက်မှလေဒုက္ခတွေတန်ပေါင်းရှိနေပြီပေါ့နော်ဒါတွေနဲ့ပတ်သက်လို့နေတူဝါကိစ္စကိုဘန်ဂလားဒေ့ရှ်အစိုးရသည် ဟို OIC ဘက်ကယူမှလားတခြား EU ရဲ့လူချင်းနိုင်ငံများဘက်ကယူပြီးမှဆက်သွားမှလားဆိုတာသူတို့မှလည်းတော်တော်လေး question တွေရှိနိုင်ပါတယ်ဆိုတော့ Guterres နေနဲ့အဲ့လိုပြောတာကတော့ဖြင့်မပြောသင့်တဲ့ကာလလို့ပဲသုံးသပ်ပါတယ်ဗျာဒီခါရဲ့နာဂတ်နိုင်ငံရေးကိုဆရာနည်းနည်းလေးပုံဖော်ပြပါဦးအိုနာဂတ်နိုင်ငံရေးကတော့လက်နက်ကင်ပြည်ပခါရဲ့နိတိကတော့ခုနပြောသလိုတစ်ဆုံဆွေးနွေးအဖြစ်ရှားရေးပဲအဲ့ဒီလမ်းကြောင်းကိုပဲအားလုံးသွားကြရမည်လို့ဒီလိုမျိုးပဲယူဆတယ်ရခိုင်က၄၅စီ မိုင်ပို့နော်ဒါ cost coastal area ရှိပါတယ် along the ချေပြောပါတယ်နော် barrel bangle ရှိတယ်ဒီဘက်ကတကယ် deep sea ရှိတယ်ကြောက်ဖြူနော်ဒါဟိုဘာဘလိုပဲပြောပြော two ocean ဆိုရင်ဒါကြောက်ဖြူကအဓိကချုပ် point ပို့ဟိုကျွန်တော်တို့ China အတွက်လေအဲ့တော့ India ကလည်းပဲသူရဲ့ neighboring first strategy နဲ့သွားနေတယ်တစ်ဖက်ကလည်းပဲသူ့ဘက်က at east နဲ့သွားတယ်ဆိုတော့ဒီ Mizoram ဆိုရဲနော်ဒါခဏပြေနေပို့နော်ဒါဒါ အိန္ဒိယရဲ့ North East ဟာတကယ် road to Asia မြေတကယ်တကယ်အချက်ချာကဒီအနောက်မြောက်ခုနှစ်ပြည်နယ်မှာအိန္ဒိယလည်းရှိနေတယ်ကျွန်တော်တို့ရခိုင်နဲ့ပတ်သက်လို့ Mizoram to Calcutta ပို့စစ်တွေဂျာခန် the multi part multi model ပို့နော် development project ဆိုတာတခုပလတန်ပို့နော်ဒါလုပ်နေတာရှိတယ်ဆိုအလွန်တရာမှကြည်ပြိုးတဲ့နော်နာ450 km mine ဟိုကန်ကြီးရှိတယ်ဆိုတော့ AA ဒီလက်ရှိနေထားမှာ80ဘလို့သွားမှလည်း နောက်ခုနကပြောရဲ hiking MNDA နဲ့အခုဆွနေဝေးမကြခင်ပြန်စမယ်အဲ့ဒါပြီးရင်နောက်ကိုရှိမှာလား okay ရင်းနဲ့ကိုဘလို့လုံနေကြတယ်မြန်မာနိုင်ငံတစ်ခုလုံးနဲ့ပတ်သက်တဲ့ဥစ္စာတွေ Trump ရဲ့20 2.0လက်ထက်မှာတော့ပုံစံပြောင်းသွားတာပေါ့နော်အဲ့တော့အဲ့ဒီရဲ့ပုံရိပ်ဒီအေးအေးပအဝင်မြောက်ပိုင်းသုံးဖွဲ့ကိုလည်းရိတ်ခတ်မှာပဲအ အဲ့တော့ဘလိုပဲဖြစ်ဖြစ်အေအေဒီလက်ရှိနေထားမှာခုနကပြောတဲ့ဘန်ဂလီရဲ့ဘူတိတောင်မောင်တိုးဒေတာနဲ့ပတ်သက်တဲ့တစ်ဖက်နိုင်ငံများရဲ့စိတ်ဝင်စားမှုပေါ့ဒီ1.35 million တို့ difficult refugees တွေနဲ့ပတ်သက်တဲ့နိုင်ငံတကာ ONC များရဲ့ policy နော်မလားသူ့ဘက်ကစစ်မျက်နှာနှစ်ခုကိုဖွင့်နိုင်မှာလားပေါ့ဒီဘက်ကနော်ဒါအန်နဲ့နော်ဘယ်တော့ပြီစသဖြင့်ပေါ့ဗျာဒါရင်ဆိုင်နေရတဲ့အနေထားတစ်ဖက်ကအရာဝတီနဲ့နော်ဒီလေးမျက်နှာအရာဝတီတစ်ဖက်ကကွာနော်ဒါတန်တွဲ ိုဒါတွေကအမှန်တန်ကြေပြိုးတဲ့ရင်ဆိုင်နေရတဲ့ area ဖြစ်တဲ့ခါမှာဘလို့မှဒါကြီးကို ထိန်းနိုင်ဖို့ဆိုတာမျိုးကနော်ရေရှည်ဖို့ဗျာရေရှည်စစ်ကိုဆင်နွှဲနိုင်တဲ့သူ့ရဲ့နောက်ခံအင်အားရှိသလားဒီဘက်ကထောက်ပံ့တယ်လေသူ့ရဲ့နော်မဟာဗျူဟာရလုံနိုင်တဲ့ရေရေချင်းရေသွေးဆိုရလေလိုရာ哦ဒီအကြီးတစ်ခုကိုအချို့ရန်ရားကင်ပြီဆိုရင်သူ့ရဲ့ဘျူရိုကရေစီရန်ရားကိုထိန်းနိုင်တဲ့ပညာတတ်တွေဘလောက်ရှိတယ်လေဒီခုလက်ရှိကာလဒီစစ် တက်တက်ကလာမှာဘလောက်ဘလောက်သူ့ဘက်က resource person တွေကြာဆုံးသွားပြီလေတကယ်တရားဝင်ကဘလောက်လက်ကျန်ရှိသလဲနော်အခုဘက်ပြိုင်ပြီးမှအကုန် resource တွေစုနေကြတာဟိုသူလဲစစ်သားစုရဲသူလဲစစ်သားစုရဲအဲ့ဒါကြောင့်မျိုးလို့ကျွန်တော်တို့ဒီပြည်တွင်းစီးပွားကိုရက်စေးရှင်းတာပေါ့ဘာလို့အများကြီးတည်နေပြီပြီဟိုဘက်ကလည်းတည်ဒီဘက်ကလည်းတည်ဒါတွေကိုဘလို့ရရင်ကောင်းမှလဲဆိုရဲအမြင်တစ်ခုဟာအေးအေးကောင်းဆောင်နေမှလဲရှိနိုင်တယ်ဒီဘက်ကအနောက်ဘက်ကရန်ရှေ့ဘက်ကရန်လို့သူတို့ပြောတဲ့ဂျာမန်ညှက်နေပြီဆိုရင် မဟာဗျူဟာရလည်းပဲတရုတ်တီခုနကကြောက်ဖြူဒေသမှာပုဂ္ဂလိကလုံညိုရဲ့နှစ်ပတ်သက်တဲ့ဖွဲ့စည်းတဲ့ရောင်းနေပြီသူရဲ့ pipeline တစ်ချောက်တော့သူကာမှာပဲဆိုအဲ့ဒီလိုအနေထားမှာစစ်တွေကြောက်ဖြူမအောင်သုံးပွင့်ဆိုင်ပြီးအနာကစစ်မျက်နှာမှာအလွန်တရာအရေးကြီးတာကမအောင်ကျွန်းပေါ့မအောင်ကျွန်းကဘလို့ navy base ဖြစ်အောင်ဒီတပ်ဖက်ကလုံမှာလေ air base ဖြစ်အောင်လုံမှာလေရေရှည်စစ်ကိုတွားမြင်ဆိုရင်ဘလို့မှနော်ဒီကမ်းမြောင်ဒေသဖြစ်တဲ့နော်ဒီရခိုင်ဒေသဒီအနောက်ဘက်ကရန်နဲ့ လက်ရှိအနေအထားနဲ့ဆိုရင်ရရှိစစ်ကိုဘလို့မှတောက်ခံဖို့အလွန်တရာခက်ခဲတယ်ဆိုတာမျိုးမြင်ရင်အေဖက်ကဆွနေမှုန့်ပြီးမကြခင်လာနိုင်ပါတယ်ဆိုချိုင်းဒေသရဲ့နိုင်ငံကြီးကစီရနေလို့နိုင်ငံကြီးစပွဲပေါ်မှာရောက်အဲ့ဒါပဲဟုတ်အဲ့ဒါပဲအဲ့ဒီလိုမျိုးရောက်မှပဲလူလူတက်တာအခုလေအများကြီးပါတိမ်ပေါင်းများစွာဟာဟိုဒီမောက်ကိုအများကြီးရောက်နေပါတယ်နိုင်ငံခြားထွက်တော်တာလည်းအများကြီးရှိတယ်စစ်ပြေးအနေနဲ့တော်တော်များများကိုလည်းနွန်တာသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေဖန်ဆီးထားတယ်ဆိုတော့တည်ထောင်လို့ကျွန်တော်ကြားပါရတယ်အရေးအတွက်တော့မပြောတတ်ဘူးပေါ့